တခုရပိုင်းတွင်ရန်ကုန်မြို့ရှိဆေးရုံစည်းကမ်းများမှာဖျားနာလူနာတွေများပြားလာနေပါတယ်။ကုသမှုအလွန်မြန်တဲ့ Omicron COVID-19 ရောဂါပိုးမျိုးကွဲသစ်ဟာမြန်မာနိုင်ငံမှာလည်းပြည်တွင်းကုသမှုတွေတွေ့ရှိလာရတဲ့အတွက်စရုပ်ရလိုင်းဖြစ်ပွားဖို့အလားအလာရှိနေပါတယ်။ဒါကြောင့်ယောဂကာကွယ်ထိန်းချုပ်ရေးဆန်ရာစီကံများဖြစ်တဲ့ဗဇက်နှကောင်းစီတက်စင်ခြင်းလက်ဆေးခြင်းတူးနှစ်တူခက်ခွာခွာနေထိုင်ခြင်းတို့ကိုဂရုပြုလိုက်နာဖို့လိုအပ်တယ်လို့ဒေါက်တာပြဖြူသူကအခုလိုပြောပြပါဗျာ တိရမှာ Omicron လေးရောဂါလက္ခဏာပြောတယ်ဆိုတော့ညာလဲပေါ့နော်ကျွန်တော်ကုသနုံရံမြန်ပါတယ်အရင်ဖြစ်ခဲ့တဲ့ data တက်စာလို့ရှိရင်ကုသနုံကပို့ပြီးတော့များတယ်များတော့အာသူ့ဘာသူဘလောက်ပဲယောဂလက္ခဏာပြောတယ်ပြောပြောပေါ့နော်အာဖြစ်လို့ရှိရင်အကုန်ဖြစ်တာပါပဲနော်ဖြစ်တော့ယောဂလက္ခဏာပြောတယ်ဆိုတော့ညာလဲပဲကူးတာပုံများတဲ့ခါကျတော့လူတွေအများကြီးကူးမယ်လူတွေအများကြီးကူးလို့ရှိရင်ကျွန်တော်ယောဂလက္ခဏာများပြီးမှဆေးရုံတက်လူတွေများလာမယ်ဆေးရုံတက်လူတွေများလို့ရှိရင်ကျွန်တော်ကျန်းမာရေးစနစ်ကထောက်ပံ့ပေးနိုင်တဲ့ တိုင်းတာတွေအရန်ဝင်ထုံပိုးတွေဖြစ်လာမယ်အဲကြလို့ရှင်ကျွန်တော်တကယ်ယောဂပြင်းထန်တဲ့လူတွေကိုကုသမှုပေးနိုင်တဲ့အားတွေနည်းဝါမှာပေါ့နော်အဲ့တော့ဖြစ်နေတာယောဂလက္ခဏာပြော့တယ်ဆိုတော့ညာလည်းပဲကျွန်တော်အရင်ကိုဗစ်တွေတိုင်းပဲကာဝဲတဲ့အားကိုယော့လို့မရဘူးအဓိကကျွန်တော်တို့ကဘာလို့ရမလဲဆိုရင် vaccine ထိုးအောင်ကာဝဲဆေးပေါ့နော်ကာဝဲဆေးထိုးအောင်မယ်ကိုအလှည့်ရောက်တဲ့ချိန်မှာ vaccine ကိုတိတိကျကျနဲ့အချိန်မှန်မှန်ထိုးရတာပို့ပြီးတော့ကောင်းတယ်နော်အာနောက်ပြီးတော့အရင်ကတော့ ဟို second dose ကြီးအကုန်ပြည့်ပြီဆိုလို့ရှိရင် booster shoot တွေကိုထပ်ပြီးတော့မှထိုးရတာပို့ပြီးတော့အဆင်ပြေလိမ့်မယ်ပေါ့နော်ဒါကတော့ vaccine ထိုးတဲ့အပိုင်းပေါ့နောက်တစ်ခုကကျတော့ကျွန်တော်ကိုကိုတိုင်းဒီလေဒီယောဂလက္ခဏာတွေလေအာဘယ်လိုပြောမလဲယောဂပိုးနေပေါ့နော်ထိတွေ့မရှိအောင်လို့အာဖြစ်နိုင်ဆုံးရှောင်ပြီးတော့နေရမယ်အာကျွန်တော်ဘယ်လိုလုပ်အောင်လဲဆိုတော့ဒါကတော့အများသိတဲ့အတိုင်းပဲကျွန်တော်ဒီအာဘာလုပ်အောင်လဲဆိုရင်လက်ဆေးရမယ်နောက် mask ကိုတေချာလေးစနစ်တကျနဲ့မှတ်ကန်တက်ရမယ် လူများတဲ့နေရာကြီးသွားစရာမလိုဘူး။ဒါပေမဲ့ကျင်ကိုအိမ်ထဲမှာနေရဆိုလို့ရှိရင်လည်းလေလွေထက်ကောင်းအောင်လုပ်ရမှာပေါ့နော်။ဒီဘိုင်းတွေကတော့ဆက်ပြီးလုပ်ရမှာပါ။မြန်မာနိုင်ငံမှာနေစဉ်တည်ဆုံမှုထောင်ချီရှိခဲ့တဲ့တတိယလိုင်းပြီးကိုဗစ်လူနာ တွေ့ရှိမှုကျဆင်းခဲ့ရမှာခုတဖန်နေစဉ်လူနာတွေ့ရှိမှုတထောင်ကျော်အထိပြန်လည်မြင့်တက်လာတာဖြစ်ပါတယ်။ Omicron ဒီအရင်ကျွန်တော်တို့အရန် အတက်ဝိုးရင်ဆုံးရှုံးခဲ့တဲ့ဒီဒါတာတက်ဆာလို့ရှိရင်တော့ယောဂလက္ခဏာပြော့တယ်လို့ပြောကြတာဒါစစ်တမ်းအပြည့်မထွက်သေးပါဘူးလောလတ်မှာဟိုထွက်တဲ့စစ်တမ်းရတော့ယောဂလက္ခဏာပြော့တော့နော်ဒါသူတို့ဘယ်လောက်ပဲယောဂလက္ခဏာပြော့တယ်ပြောပြောဆောနာစကားကိုပြန်ကောက်ပြီးပြောလို့ဆိုချင်အိုမီကွန်ဒီကူးစက်နှုန်းအများကြီးမြန်ပါတယ်ယောဂလက္ခဏာပြော့ရမယ်လေကူးစက်နှုန်းတအားမြန်တဲ့အခါကျတော့လူတွေအများကြီးဖြစ်လာမယ်လူတွေအများကြီးဖြစ်လာလို့ရှိရင်ဆေးဦးနေတက်မဲ့လူတွေအများကြီးလာမယ်အကြံကျွန်တော်ကျမ်းမာရေးစနစ်ကနေပြီးတော့ အဲဒီလူတွေကိုကုသမှုပေးရခါမှာဝန်တော့ဝန်ဖို့တွေရမ်းချက်လာပြီတကယ်ကုသမှုပေးရမယ့်လူတွေကိုကျွန်တော်ပေးနိုင်မဲ့ကုသမှုအတိုင်းအတာညော့ပါလိမ့်မယ်အဲကြောင့်လို့ရှိရင်ကျွန်တော်တို့တကယ်ဟိုလုံးဝအထီးကိုက်ခံလို့မရအုပ်စုတွေရှိတယ်ဥပမာကျွန်တော်ကဒီအသက်60ကျော်နဲ့လူတွေအရင်ငယ်တဲ့ကလေးတွေနော်နောက်လို့ရှိရင်အရင်ငယ်ကယောဂလက္ခဏာအခန့်တမျိုးမျိုးရှိခဲ့ဦးတဲ့လူတွေဒါမှမဟုတ်ရှင်လဲကန်ဆာဆေးသွင်းနေရတဲ့လူတွေကန်ဆာယောဂဖြစ်နေတဲ့လူတွေနောက်ခုကကြာနေတဲ့ဆေးတွေတောက်နေရတဲ့လူတွေခုကကြာယောဂရှိတဲ့လူတွေပေါ့နော်အဒီယိုးစုကလုံးဝ ကျွန်တော်ကဒီယောဂကိုကူးခံလို့ရတဲ့အနေထားမဟုတ်ပါဘူးအဲ့တော့ကျွန်တော်ဒီကာဝယ်မှုအပိုင်းပြောလို့ရှိရင်ဟောပုံမှန်လူတွေကအသိပြောဂိမ်းမဆိုင်ပြန်ပြောလေကျွန်တော်ကအဲ့ယောဂလက္ခဏာလူကိုယ်တွေကပြင်းထန်မဲ့လူတွေအုပ်စုပြီးတော့ကျွန်တော်ကဂိမ်းဆိုင်ကမှာအဲ့တော့ကိုယ့်ကိုဟိုငါတော့ဘာမှမပြောအေးဆေးပဲဆိုဆိုပေမဲ့လေပေါ့နော်ငါနေပြီးတော့ကူးရမယ်တခြားလူတွေမှာအဲ့အုပ်စုကိုတွားပြီးတော့ထိခိုက်နိုင်တဲ့အတိုင်းအတာတွေကအများကြီးရှိပါတယ် ့ Omicron ကတခြားယောဂဘူးတက်ဆိုလို့ရှိရင်ညာကုသမြန်တဲ့အခါကျတနည်းမို့တနည်းနဲ့သွားပြီးထိခိုက်မှာပဲပေါ့နော်။အော်ဖြစ်နေလို့ရှိရင်ကိုကိုရိုင်းအစားဒီယောဂလက်ဒီယောဂပိုးနေပေါ့နော်မထိတွေ့အောင်နေနိုင်တာအကောင်းဆုံးပဲပြီးခဲ့တဲ့ဇန်နဝါရီလအတွင်းကနေ့စဉ်ကိုဗစ်လူနာတွေ့ရှိမှုဟာပြန်မြ200အောက်မှသာရှိခဲ့တာဖြစ်ပါတယ်တလာပိုင်းဟိုအစမှာပေါ့နော်တလာပိုင်းအစမှာအကျွန်တော်ရာသီဥအေးတာနဲ့မြပေါ့နော်ဖြားနာလူနာနဲ့လည်းပုံများတယ်ဒါပေမဲ့တလာပိုင်းလအလေလောက်ကြတော့ပို့ပြီးတော့အရင်အထက်ပုံများတော့ပေါ့နော် အဲကုန်ကန်နီးလောက်မှကျတော့တော်တော်ရွများလာတော့ဘောနော်တော်တော်ရွများလာအော်ပထမတော့ကျွန်တော်ကဒီဘယ်လိုပြောရမလဲဆိုတော့ဒီရာသီဥတုအကူပြောင်းနေပဲဒုက္ခလေးဖြစ်လာပါဘောနော်နောက်ပိုင်းကျတော့အိုမီကရွန်ရောဂါပြန့်လာတဲ့အတူတူအတားရပိုပြီးတော့မှများလာတဲ့ခါကျတော့ကိုဗစ်လိုဆက်ဆက်ဖြစ်စရာအရင်များလာတယ်များလာတော့အဲကျွန်တော်ဒီထွေထွေယောဂကုဆီအောင်လောကမှာလဲပေါ့နော်အချိန်ချင်းအတန်တွေကခြေခြေလောက်ထွက်လာကိုဗစ်တွေအရင်များလာပြီပေါ့နော်တက်စီလုံးကြီးရဲ့ခါကျတော့လဲအဖျားနာလူနာတွေမှာကိုဗစ်ဖြစ်တဲ့လူနာတွေတွေ့တွေ့လာရတယ် အခုနောက်ပိုင်းဆိုလို့ရှိရင်တော့ပုံများလာတယ်ပုံများလာဆိုတော့တရက်တရက်ကိုလူနာတွေကဟိုလာသမျှဖြားတဲ့လူနာအားလုံးနေပါအောင်စစ်တီလိုက်ကိုဗစ်တွေပေါ်စတဲ့အများကြီးတွေ့လာတာပေါ့နော်မြန်မာနိုင်ငံမှာလက်ရှိချိန်ထိစုစုပေါင်းပိုးတွေးလူနာ9သိန်း4000ကျော် ရှိနေပြီးကျမိုက်ဝန်ကြီးဌာနရဲ့ဖေဖော်ဝါရီလ9ရက်နေ့ထုတ်ပြန်ချက်အရစစ်ဆေးသူ23,838ဦးမှာပိုးတွေးလူနာ1043ဦးထိလူနာတွေ့ရှိမှုပြန်လည်မြင့်တက်လာတာကိုတွေ့ရပါတယ် ဒါမှသိမတင်အောင်1200ပဲအားလုံးနေရတကယ်1200ပဲရှိလေတထောင်မရောက်သိန်းကြီးသိမ်းမှလာဘူးတထောင်ဖြစ်နေတယ်